အသင်းရဲ့လက်ကျန်ပွဲတွေကအရန်လွယ်တဲ့ပွဲတွေမရှိတော့ဘူးကျွန်တော်တို့ပရီးမီးယားလက်ကျန်ပွဲတွေကကံရမှာမလွယ်တဲ့ပွဲတွေပဲကြံနေအဓိကတော့ rank game ပေါ့ဗျာ bruno fernandez ကိုဝေဖန်သုံးတာတော့ rank game ပဲဒါ captain တယောက်ဖြစ်ဖို့မထိုက်တန်ဘူးဘာညာပေါ့ mason mount minute 60အပြည့်ကစားခဲ့တာဘယ်တော့မှလို့ထင်တယ်လဲ ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Red Story ကနေကြိုးစားပါရစေ United တို့ကတော့ EPL ပွဲစဉ်29အဖြစ် Leicester ရဲ့အိမ်ကွင်း King Power Stadium ကိုတွားရောက်ပြီးတော့ရှင်းပြကစားရမယ်ဒီပွဲစဉ်နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာနီမြရူပဲအင်ဝင်ပြောကြားသွားကြတဲ့အထက်ကစိတ်ဝင်စားစရာလေးတွေကိုကျွန်တော်တို့ ပြန်ပြောကြည့်ကြရအောင်ပထမဆုံးမိထားရင်မိကိုမှရူဘန်ရေးတဲ့နောက်ဆုံးပွဲ12ပွဲမှာပန်နန်တီဆုံးဖြတ်ပွဲအပါအဝင်အသင်းက၃ပွဲရှုံးနေနေတယ်ပေါ့အချိန်တိုအတွင်းမှာပဲပွဲတော်တော်များများရှုံးနေထားတာကြောင့်မင်းလုံနေတဲ့အလုပ်တွေနဲ့မင်းရဲ့ idea တွေကနည်းနည်းချင်းဖြည်းဖြည်းချင်းပဲဖြစ်ဖြစ်ကိုင်းထဲမှာစတင်ပေါ်လာနေပြီလို့ခံစားရသလားဆိုတော့ရူဘန်အင်မိုရင်က နောက်ဆုံးပွဲတွေမှာအသင်းအနေနဲ့ငါတို့ပေါ်ဆောင်နေတဲ့ idea တွေကိုပို့ပြီးနားလည်လာနေပြီးတော့ငါခံစားရပါတယ်တဲ့ပွဲတစ်ပွဲရဲ့ game plan ကိုနားလည်နိုင်စွာလဲပို့ပြီးတော့မြင်လာကြတယ်အရင်ကဆိုကိုယ့်ဘက်ကနေကိုးစားပြီးလဲရရင်စိတ်တကြပြီးတော့ နောက်ထပ်ဂိုးတွေထပ်ပြရမျိုးတွေရှိခဲ့ပေမဲ့အခုချိန်မှာတော့အတင်းကကစားသမားတွေကပွဲရဲ့အခြေအနေကိုဖတ်တက်လာကြပြီငါတို့ဘယ်လိုကစားကြင်လဲဆိုတာကိုလည်းသူတို့တွေပို့ပြီးတော့သဘောပေါက်လာကြပါပြီလို့ရူဘန်အင်မိုရင်ကတော့ဖြေထားပါတယ်ကစားပုံတို့တက်လာတာကတော့အမှန်ပါပဲဒါပေမဲ့ဒီကစားပုံကောင်းနေတဲ့ပွဲနှစ်ပွဲအားအာဆင်နယ်လူအသင်းကြီးနဲ့ပွဲရဲ့ဒီ ကျွန်တော်တို့ဒီရာသီမှာအလေးထားပြီးရှင်းပြရင်ရတဲ့ယူပါလီလို့ပြိုင်ပွဲရပွဲတွေဖြစ်တော့ကြတော့ကျွန်တော်တန်တရာတော့နည်းနည်းရှိတယ်အခုလမ်းမဲ့လက်စတာနဲ့ပွဲကိုတစ်ချက်သေးချာစောင့်ကြည့်ရမယ်ဒီပွဲမှာသာဒီလိုပုံမှန်ခြေစွမ်းဆက်ပြနိုင်နေရဆိုရင်တော့အသင်းကတကယ်တိုးတက်လာတယ်ဆိုတော့ကျွန်တော်တို့ယုံလို့ရတယ်ရာသီကုန်ထိကစားသမားရွေးချယ်မှုတွေကိုဘယ်လိုလုပ်မယ်လို့တွေးထားတယ်လေတဲ့လက်ရှိမှာအသင်းကကစားသမားအင်အားနည်းနေတာထင်ရှားပါရဲ့ပေါ့အရန်ကုန်မှာလည်းလူငယ်ကစားသမားတွေရှိနေပြီမဲ့လူစဉ်အပြည့်ရှိနေတာမျိုးတော့မဟုတ်သေးဘူးတဲ့ ပြန်လာနိုင်မဲ့ကစားသမားတွေရောရှိနေသလားဒါမှမဟုတ်အခုကစပြီးတော့ကစားသမားတွေကိုအလဲကျအသုံးပြုရမယ်လို့ထင်ပါသလားဆိုတော့ရူဘန်အင်မိုရီယာငါတို့တွေကပြိုင်ပွဲအမျိုးမျိုးမှာဝင်ရောက်ရှင်ပြိုင်နေရတာကြောင့်ကစားသမားတွေကိုအလဲကျသုံးဖို့လိုအပ်ပါတယ်တဲ့အခုဆိုရင်ကစားသမားတချို့ကငါ risk ယူပြီးတော့သုံးနေရတယ် ကက်စမီရိုဆိုရင်အလွန်ပင်ပန်းနေပါပြီတဲ့။ဥဂါရီကိုဆိုရင်လည်းဒီနေ့ပွဲမှာ risk မယူချင်တာကြောင့်မသုံးဖို့ဆုံးဖြတ်ခဲ့တယ်။သူကတော့ကစားခြင်းပဲမဲ့ထက်မသုံးဖို့ငါတို့ဆုံးဖြတ်ခဲ့တယ်တဲ့။မစ်ဆင်မောင်းကတော့အချိန်ယူပြီးတဖြည်းဖြည်းချင်းသူပြန်လာနိုင်ပါလိမ့်မယ်ပေါ့။ကိုဗီမိန်းနျူးကတော့ရက်သက်တစ်ပတ်အနည်းငယ်အတွင်းပြန်လာနိုင်မယ်။ဒါပေမဲ့အတိအကျတော့ပြောလို့မရသေးဘူး။ဟယ်ရီမဂွိုင်းယားကိုလည်း risk မယူချင်တဲ့အတွက် Sunday ပွဲမှာပါနိုင်မပါနိုင်ငါတို့တစ်ချက်စောင့်ကြည့်ရအောင်မယ်။ဂါဂမာတိုင်းကိုငါတို့လိုရပါတယ်။လိုင်ယွန်နဲ့ပွဲကတော့မတူထူးခြားတဲ့ပွဲတစ်ပွဲဖြစ်ပါလိမ့်မယ်။ ယ် physical ပိုင်းဆိုင်ရာတောင်းဆိုမှုများတဲ့ပွဲဖြစ်လင်မယ် premier league မှာလည်းခက်ခဲတဲ့ပွဲတွေငါတို့ဇက်တိုက်ရင်ဆိုင်မှုရှိပါတယ်တဲ့အသင်းရဲ့ legend ပွဲတွေကအရန်လွယ်တဲ့ပွဲတွေမရှိတော့ဘူးကျွန်တော်တို့ premier league legend ပွဲတွေကကံရမှာမလွယ်တဲ့ပွဲတွေပဲကြံတယ် leicester နဲ့ပွဲပြီးသွားရင်ကျွန်တော်တို့ premier league မှာရှင်ပြိုင်မှာ nottingham forest ပြီးရင် man city ပြီးရင် europa league ပွဲစဉ်အဖြစ် lyon နဲ့ကစားရမယ်ပြီးရင် premier league မှာ newcastle newcastle နဲ့ပြီးရင် wolf ပုံမောက် ဘရန်ဖို့ဝက်ဆန်ချဲစီအက်စတွန်ဗီလာဆိုတော့လက်ကြံပွဲတွေကမလွယ်ဘူးအသင်းအတွက်ကတကယ်ကိုခက်ခဲကြမ်းတမ်းတဲ့ပွဲတွေဖြစ်လာအောင်ပါနောက်တစ်ခုကတော့အီဒန်ဟီဗန်ကြောင့်မေးပြရစီဒီလိုလူငယ်သားသမားလေးတယောက်ကိုအသုံးပြုရတာကအရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ပေါ့သူ့အနေနဲ့ကောင်းကောင်းကစားနိုင်ငယ်လို့မြင်ထင်ရတာတဲ့ဒီအခွင့်အရေးကိုသူဘယ်လိုမျိုးအသုံးချခဲ့တယ်လို့မြင်ထင်မိတယ်လဲတဲ့ဒီရာဒီမှာသူ့အနေနဲ့ပုံမှန်ပွဲထွက်ခင်ကစားဖို့အဆင်သင့်ဖြစ်နေပြီလို့ထင်သလားဆိုတော့ရူဘန်အီမိုရင်က သူ့အနေနဲ့အခုလိုတိုင်းသာဆက်ကစားနိုင်ရင် तू ဆက်ပြီးတော့ကစားဝင်ရအောင်ပါပါတဲ့။ तू ကလူငယ်သားသမားလေးဆိုတော့ဒီရာသီမှာတိတ်မကစားထားသေးဘူးပေါ့။ U21 အသင်းမှာလည်း45မိနစ်လောက်ပဲကစားဘူးပြီးတော့အသင်းကြီးမှာလည်းမိနစ်အနည်းငယ်ကစားခဲ့ရတယ်။အခုချိန်ကြမှာသူ့အနေနဲ့ပွဲချိန်ပြေကစားရတာဖြစ်တယ်။သူ့ရဲ့ယုံကြည်မှုကိုငါသဘောကျတယ်။သူ့ရဲ့ pace ကိုယ်ရဲ့ area ပေါက်တဲ့မှာကာဝယ်ပုံတွေကတကယ်ကိုကောင်းမှုပြီးတော့ ဘက်စုံကောင်းတဲ့ကစားသမားတယောက်ပါတဲ့ဒါပေမဲ့ပရီးမီးယားလိမှာကစားဖို့အတွက်ကတော့သူ့အနေနဲ့လှုပ်ရှားရရှိသေးတယ်မတူညီတဲ့ကစားသမားတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့မတူညီတဲ့ပုံစံတွေနဲ့သူအဆန်းသက်ခံရအောင်မယ်ပေါ့သူ့အတကငယ်သေးတာကြောင့်ဒါရီအားလုံးကငါအနေနဲ့ဂရုစိုက်ပြီးတော့စီမံခန့်ခွဲနေပါတယ်တဲ့အေဒန်ဟီဗန်ဘောလုံး6တောက်တည်းရှိနေတဲ့အချိန်မှာတော်တော်သွေးအေးတဲ့ကစားသမားနော်ဦးနန်းနန်းနဲ့သူနဲ့ဘောလုံးပေးနေကြည့်နေတဲ့သူကိုစိုးရိမ်နေရတာအဲ့လောက်ထိကိုသူတို့ကသွေးအေးတာဒါပေမဲ့လူငယ်ကစားသမားလေးဆိုတော့ဖြည်းဖြည်းချင်းပဲအေးအေးဆေးဆေးအချိန်ပြီး ေးပြီးတော့ကစားခိုင်းတာသူ့အတွက်ပို့ပြီးတော့ကောင်းပါတယ်ကျွန်တော်တို့ပိတ်သက်တွေအနေနဲ့လည်းဒီလူငယ်သမားလေးကိုအရင်ကြီး hide မနေသေးဘူးပေါ့နော်သူအခုမှကစားရတာတပွဲနှစ်ပွဲပဲရှိသေးတယ်ဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်အောင်နောက်ရာသီမှာအသင်းကိုတည်ဆောက်နိုင်မှုအတွက်ဒီရာသီမှာ survive ဖြစ်မှရမယ်ဆိုတဲ့အကြောင်းမင်းပြောခဲ့ဘူးတယ်ပေါ့ဒီညပွဲရဲ့ကစားပုံကိုကြည့်ပြီးတဲ့နောက်မှာ survive ဖြစ်နိုင်မယ်လို့မင်းဘယ်လောက်ယုံကြည်တယ်လဲဆိုတော့ Ruben Emery က ဘလုံးလောကမှာကလက်ရှိအလွန်ကောင်းမွန်တဲ့အနေအထားအနေရုပ်တရက်ချက်ချင်းကြဆင်းသွားနိုင်တယ်ဆိုတာငါသိထားတယ်တဲ့။ဒါကြောင့်ငါတို့အာယုံဆိုင်ရမှာကအသိအနည်းနဲ့ဆက်လက်တိုးတက်ဖို့ပဲအာယုံဆိုင်ရမယ်။အရင်လင်းပြုံနေစရာမလိုသလိုအရင်လဲစိတ်သက်ကြနေဖို့မလိုအပ်ဘူး။ငါတို့ဒီအတိုင်းဆက်ပြီးဒီရာသီမှာ survive ဖြစ်နိုင်ဖို့လိုအပ်ပါတယ်။အသိတိုးတက်ဖို့ပဲဦးစားပေးပြီးလှုပ်ဆောင်ရမယ်။ပြောင်းလဲမှုတွေအပေါ်မှာငါတို့အရင်အာယုံဆိုင်လိုက်ရင်မလုပ်ရမယ်မသိဖြစ်သွားတတ်တယ်။ဒါကြောင့်ကိုလှုပ်စရာရှိတာကိုတိတ်မစင်စားပဲပုံမှန်အတိုင်းလှုပ်ဆောင် င်သွားဖို့ပဲလိုအပ်ပါတယ်တဲ့သူပြောချင်တာကအတင်းကယူဘာလိနောက်တစ်ဆင့်ကိုတက်သွားတာတို့အတင်းကစားပုံတွေကောင်းလာတာတို့ကြည်ပြီးကျင်တဲ့နေလို့ပျော်ရွှင်နေလို့မရဘူးသူတို့အနေနဲ့သူတို့အဓိကလုပ်ရမယ့်အလုပ်ကိုသူတို့မေ့လို့မရဘူးအတင်းတိုးတက်ဖို့ပဲအဓိကထားအာယုံဆိုင်ဦးစားပေးကစားသွားရမယ်ဆိုပြီးတော့ရူဘန်အင်မိုရင်ကတော့သူအဒီလိုပုံသဘောမျိုးပြောချင်တာပေါ့နောက်ထပ်မိကွန်းတစ်ခုကတော့ဘရူနိုဖာနန်ဒက်အကြောင်းပေါ့နော်အဲဘရူနိုဖာနန်ဒက်ကဒီနေ့ကစားသလိုမျိုးကစားတဲ့အခါ နမူနာယူရလောက်အောင်ဥဆောင်ပြီးတော့ကွင်းထဲမှာသူအမြဲတမ်းအသိရှိနေတဲ့အခါသူနာကျင်မှုတွေခံစားနေရတဲ့အခါမျိုးတွေမှာ United အတွက်သူ့ရဲ့တန်မိုးကိုမင်းဝန်ထုတ်နေတဲ့ကစားသမားဟောင်းတွေရှိနေတာကိုမင်းအံ့ဩမိသလားတဲ့သူတမ်းမရှိရင်ဒီယာဒီမှာအသင်းရဲ့အခြေအနေကဘလောက်ဆိုးဝါးနိုင်မလဲဆိုတော့ Ruben Amorim ကသူကဒီအသင်းတွေအရေးပါတယ်ဆိုတော့တင်ငန်းတွေကိုကြည့်ုံနဲ့မင်းတို့သိနိုင်ပါတယ်တဲ့နောက်ဆုံးပွဲတွေမှာဆိုရင်လည်းမင်းတို့မြင်တွေ့ခဲ့ရတာပဲပေါ့သူကအများနဲ့ဂိုးတွေသွင်းနေကြကစားသမားမဟုတ်ပေမဲ့အသင်းကဂိုးလိုအပ်ပြီးဆိုရင်သူအများနဲ့ရှိနေတတ်တယ်ဒီအသင်းတွေကစားတဲ့အခါမှာဝေဖန်မှုတွေအတွက်တော့အများနဲ့အဆင်သင့်ဖြစ်နေမှရမယ်ကစားသမားဟောင်းတွေက ဒီအသင်းမှာအောင်မြင်မှုတွေရခဲ့တာငါနားရပါတယ်တဲ့သူတို့ရဲ့စံချိန်စံနှုန်းတွေကအရင်မြင်မှလုံတော့သူတို့အတွက်ကအဖြူနဲ့အမဲပဲသူတို့ကမြင်ကြရပေါ့ဘဝမှာတခါတလေအဖြူအမဲကြီးပဲမဟုတ်ပါဘူးတခြားအယောင်တွေလည်းရှိပြီးတော့အခြေအနေကိုနားလည်တတ်ဖို့လိုပါတယ်တဲ့ဘရူနိုကအကောင်းဆုံးကြိုးစားနေတယ်သူလိုသားသမားတစ်ယောက်ကိုနှီးပြလို့ရတာငါတကယ်ဂုဏ်ယူမိပါတယ်တဲ့အဓိကတော့ Ryan Game ပေါ့ဗျာ Bruno Fernandes ကိုဝေဖန်တော့ကတော့ Ryan Game ပဲဒါကပတိန်တယောက်ဖြစ်ဖို့မထိုက်တန်ဘူးဘာညာပေါ့ Bruno Fernandes အဓိကဝေဖန်ခံရတဲ့ပြဿနာ နာလေသူကအသင်းရဲ့ကပတိန်ဖြစ်နေရရဲ့သူ့ရဲ့ဒီအသင်းရှုံးနေတဲ့အခါမှာသူ့ရဲ့ဒီ body language တွေရေပေါ့နော်ဒါပေါ်မှာသူခြေသမပြနိုင်တဲ့အခါမျိုးနဲ့တော့ပြီးပေါင်းဆက်လိုက်ရင်တော့လူပြောစရာဖြစ်တာပေါ့ဒါပေမဲ့ Fargie နောက်ပိုင်းမှာကျွန်တော်တို့အသင်းခေါ်ယူခဲ့တဲ့ကစားသမားတွေတဲကရောက်ကလေးကခြေသမ်းပြပြီးတော့တောက်လျှောက်စိတ်သက်ပြင်းပြင်းနဲ့အသင်းကိုထန်းတင်ပေးနိုင်တဲ့ကစားသမား Bruno တယောက်ပဲရှိတယ်။နောက်ထပ် Leicester နဲ့ပတ်သက်လို့ကတော့ Ruben Nistelrooy ကလွန်ခဲ့တဲ့အပတ်က Chelsea နဲ့ရှင်ပြိုင်တဲ့အခါမှာသူ 3-back system ပြောင်းသုံးခဲ့ရပေါ့ မင်းကလည်းဒီသတင်းစာရှင်းလင်းပွဲတစ်လျှောက်လုံးမှာ physical ဘိုင်းကအရေးကြီးကြောင်းပဲပြောနေတယ်။ကစားပုံတူတဲ့အတင်းချင်းတွေ့တဲ့အခါမှာအနေထားတိုင်းကတယောက်ချင်းစီမျက်နှာချင်းဆိုင်ရင်ဆိုင်ရတာအကြောင်း physical ဘိုင်းလိုအပ်ချက်ပိုလိုအပ်တယ်လို့ထင်မိသလားဆိုတော့ Emorian ကဒါကရှင်းပါတယ်တဲ့။တူးချင်းထိတ်တရင်ဆိုင်မှုတွေအများကြီးရှိလာမှာပါတဲ့။အထူးသဖြင့်ဘောလုံးရှိတဲ့နေရာတွေမှာတယောက်ချင်းတိုက်ရိုက်ရင်ဆိုင်ရမှာဖြစ်တယ်ပေါ့။ physical ဘိုင်းအားပြုရတဲ့ပွဲတော်ပွဲဖြစ်လာမှာဖြစ်ပြီးတော့မတူကွဲပြားတဲ့ပွဲတော်ပွဲဖြစ်တာအကြောင်းအနိုင်ရဖို့အတွက်မတူညီတဲ့ကစားသမားနေရာချထားမှုတွေ မတူညီတဲ့နီလန်းတွေကိုငါတို့သုံးရမှာပါလာမယ့်ပွဲကိုဒီနေ့ကစားသလိုပဲကစားမယ်လို့ထင်တော့လုံးဝမှားသွားပါလိမ့်မယ်တဲ့လုံးဝမတူတဲ့အသင်းနဲ့ဆန်ရမှာဖြစ်ပြီးအထူးသဖြင့်ပရီးမီးယားလိမာကဖီဇီကယ်ပိုင်းကပိုပြီးအရေးကြီးပါတယ်အဲ့ဒီမိကုံးကိုမေးပြီးတော့သတင်းတော့ကဗာမေးရင်မှတ်တော့မင်းဗာနီလန်းနဲ့သုံးမလဲဆိုတာငါတို့ပြောပြလို့ရမလားဆိုပြီးမေးသေးတာရိုင်မိုနဲ့ကြီးပြီးတော့နုနုနုတဲ့ကိုလီကိုလည်းငါမင်းတို့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာမှပြောပြစရာအကြောင်းမရှိဘူးဆိုပြီးပြောသွားတယ်ပြောစရာလားဗျာနီးပြတယောက်ကသူ့ရဲ့နီးစနစ်ကိုဒီလာမယ့်ပွဲမှာ သူဘယ်လိုရှင်းပြမှာမလဲဆိုရဲ့နီးစင်တွေကိုသူကပြောပြတရားလားဒါကတော့မေးစရာမေးခွန်းလား မစ္စမောင်းနဲ့ပတ်သက်ပြီးမေးမြန်းထားတဲ့အကြောင်းအရာလေးကတော့မစ္စမောင်းအကြောင်းမေးပြစီတဲ့ဒီလာမဲ့ Sunday ပွဲမှာသူအစင်းသင်းဖြစ်နိုင်မယ်လို့မြင်ထင်သလားတဲ့သူနဲ့အတူတူလက်တွဲလုံနိုင်မှုအတွေ့အမြင်ဘလောက်တောင်မျောလင်းမိနေတယ်လဲဆိုတော့ Ruben Amorim ကငါအရင်တော့ပြောခဲ့သလိုပဲပေါ့မစ္စမောင်းကတအားသဘောကျတယ်သူဘလောက်ခံစားနေရလဲဆိုတာငါမြင်ရပါတယ်တဲ့သူကအရာအလုံးကိုသူမှန်ကန်အောင်လှုပ်ဆောင်နေရစားတော့ပုံလဲမှန်နေခန္ဓာကိုယ်ပိုင်းဆိုင်ရာလည်းပြည့်စုံပါတယ်သူကအရန်စူးစမ်းလွန်နေတာဖြစ်နိုင်တယ်လို့အရာရာကိုသူအစင်းစားလွန်နေတာလည်းဖြစ်နိုင် င်တဲ့သူကဥရောပချန်ပီယံဖြစ်ခဲ့သူတူပါအရင်ချင်းရှိတယ်ပင်ကိုစွမ်းရင်ကောင်းမိတာကလာသမားတယောက်ဖြစ်တယ်ပေါ့ကလာသမားတယောက်ကသူ့လိုမျိုးအရာအားလုံးကိုမှန်မှန်ကန်ကန်လုပ်နေတဲ့အခါမှာတော့အသင်းကလူတိုင်းရဲ့ထောက်ခံအားပေးမှုရရှိမှာပဲပေါ့ ဒါကြောင့်သူ့ရဲ့ကစားချိန်ဝင်ကစီမံခန့်ခွဲကိုကြိုးစားရမယ်။သူအစဉ်ပြင်းလာပြီးတော့ကျန်းမာနေဖို့ငါမျှော်လင့်ပါတယ်တဲ့။အမေစမောင်းကိုအများကြီးယုံကြည်ထားပြီးသူ့လူကစားသမားမျိုးတွေကအသင်းမှာလိုအပ်ပါတယ်တဲ့။အဲဒီမီဝန်နဲ့တစ်ဆက်တည်းပဲထပ်မိထားတာ။ဆန်ဒင်းနဲ့ပွဲအတွက်သူ့မှာအခွင့်အရေးရှိပါသလားဆိုတော့အင်မိုရင်ကရှိမယ်ထင်ပါတယ်တဲ့။အရင်ကောင်မှတော့သူပါဝင်လာနိုင်လိမ့်မယ်ပေါ့။စောင့်ကြည့်ရမှာပေါ့ကဲ။ကစားသမားတိုင်းကိုငါတို့လိုအပ်ပါတယ်။သူကကစားနိုင်တဲ့အချိန်ကြီးဆိုရင်ငါသူ့ကိုကစားခိုင်းမှာပါအများကြီးတော့သူကကစားလို့မရသေးဘူးမစ်စင်မော့ရဲ့9မိနစ်လောက်ကကိုအရန်တန်မိုးရှိ ပါတယ်တဲ့အေးပါကွာမစ္စမောင်းနဲ့ပတ်သက်လို့ကတော့အင်မိုရင်ကအတင်းကိုဆက်ရောက်ကြတဲ့ကဒါသူ့ရဲ့ personally favorite ဖြစ်တဲ့ကစားသမားပဲဆိုတော့အလုံးလည်းသိကြမှာပဲမောင်းဟာနီးပြတွေတော်တော်များများတော့သူ့ကိုချစ်ကြတယ်เนาะချယ်ဆီမောင်းကလည်းချယ်ဆီကိုကန်ခဲ့တဲ့နီးပြတွေအစဉ်အဆက်ကမစ္စမောင်းအယမ်းချစ်တာဒီကစားသမားကချီးစွမ်းမန်းစိတ်တဲ့ပိုင်ဆိုင်ကဘာမှသိပြောစရာမလိုအဓိကပြဿနာကသူ့ရဲ့ခန္ဓာကိုယ်ကြိုက်ခိုင်မှုပဲ မေဆန်မောက်မိနစ်60အပြည့်ကစားခဲ့တာဘယ်တော့မှလို့ထင်တယ်လဲပွဲတစ်ပွဲကိုမိနစ်60အပြည့်ကွင်းထဲမှာကစားခဲ့တာဘယ်တော့မှလို့ထင်တယ်လဲနှစ်နှစ်ရှိပြီဇန်နဝါရီ2023တုန်းကချယ်ဆီမှာကစားခဲ့တာကအဲ့ဒါမိနစ်60အပြည့်နောက်ဆုံးပွဲပဲနှစ်နှစ်ကျော်နေပြီမေဆန်မောက်တယောက်ပေါလုံးပွဲတစ်ပွဲကိုမိနစ်60အပြည့်မကစားရတာဒီတော့သူ့ရဲ့ခန္ဓာကိုယ်က ready ပြန်ဖြစ်နိုင်မအောင်မလားဆိုတာကတန်မြတ်ဖြစ်စရာကောင်းတယ်ဖြစ်နိုင်မယ်ဆိုရင်တော့တော်တော်ကြီးကိုသတိထားပြီးတော့ဖြည်းဖြည်းချင်းပြန်ပြီးတိဆောက်ပြီးလုပ်ယူမှရလိမ့်မယ် ျွန်တော်အမြင်မှာတော့တိတ်မလွယ်ဘူးလို့ထင်တာပဲဒါရီကတော့လက်စတာနဲ့ပွဲစဉ်အတွက်သတင်းစာရှင်းလင်းပွဲမှာနီးပြားလို့ပဲအမောရင်ပြောသွားတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်အားလုံးပဲဘယ်လိုထင်ကြလဲဝင်ရောက်ဆွေးနွေးသွားပေးကြပါဦးကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးများကြီးတင်ပါတယ်ရုပ်ရှင်နှစ်သက်သူများအတွက် Netflix Prime Video Disney Plus HBO Max Apple TV တခြင်းနားထောင်ရတာနှစ်သက်သူများအတွက် Spotify, Apple Music များကိုအကောင်းဆုံးဝန်ဆောင်မှုများဖြင့် Zoche Group ရဲ့ Facebook Page သုံးခုဖြစ်တဲ့ Zoche, Netflix Fan မြန်မာ၊စိတ်တိုင်းကြ Digital Paradise တို့မှာဝယ်ယူအပိတ်လို့ရပါတယ်။ Telegram ကနေတစ်ဆင့်လဲဝယ်ယူလို့ရပါတယ်။ Page တွေရဲ့သက်ဆိုင်ရာ link တွေကို video ရဲ့ description မှာထည့်ပေးထားပါတယ်။